ော်ဆရာရဲ့ခြေရာတွေကိုလိုက်ရင်ကိုအောင်နဲ့ကိုထွန်းတို့ဟာမြေအောက်လမ်းကြောင်းရဲ့အဆုံးကိုရောက်သွားကြတယ်။အဲဒီမှာကျေဝန်းနဲ့ဂူကြီးတစ်ခုကို တွေ့ကြရတယ်။ဂူရဲကိုဝင်ဖို့အတွက်ကြောက်တကားကြီးတစ်ခုကိုဖြတ်ကျော်ရတယ်။ကြောက်တကားမှာထူးဆန်းတဲ့သင်္ကေတတွေရေးထိုးထားပြီးအလင်းရောင်တွေတလက်လက်ထွက်နေတယ်။ ိုအောင်ကဒါကမော်ဆရာရဲ့ကူဖြစ်နိုင်တယ်လို့ပြောတယ်။ကိုထွန်းကဟုတ်တယ်။ဒါပေမဲ့အနေရများနိုင်တယ်လို့ပြန်ပြောတယ်။သူတို့ဟာတတိထားပြီးကြောက်တကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်ကြတယ်။ကြောက်တကားပွင့်သွားတာနဲ့သူတို့ဟာထောင်ချောက်တစ်ခုတည်းကိုရောက်သွားကြတယ်။ထောင်ချောက်ဟာရှုပ်ထွေးပြီးအန်ဒီရများတ သူတို့ဟာထောင်ချောက်ကိုရှောင်ရှားဖို့စူးစမ်းပေမဲ့မရခဲ့ဘူးသူတို့ဟာမြေပြင်မှာဝှက်ထားတဲ့ကြောက်တုံးတစ်ခုကိုတိုက်မိပြီး ထောင်ချောက်ရဲ့အစပြိုးရန်နေရာကိုလှုံ့ဆော်မိလိုက်တယ်ဂူနယန်တွေကနေအစိတ်လူးထားတဲ့မြားတွေပြစ်ခတ်လာပြီးမြေပြင်မှာချထားတဲ့ကြောက်တုံးတွေကလည်းလှုပ်ခါလာတယ် ိုအောင်နဲ့ကိုထွန်းတို့ဟာမြားတွေကိုရှောင်ရှားပြီးကြောက်တုံးတွေကိုကြော်ရွားဖို့ကြိုးစားကြတယ်။ဒါပေမဲ့ထောင်ချောက်ကအယမ်းမြန်ပြီးရှောင်ရှားဖို့ခက်ခဲတယ်။သူတို့ဟာထောင်ချောက်ထဲမှာပိတ်မိသွားပြီးအနေရများတဲ့အခြေအနေကိုရောက်သွားကြတ ထောင်ချောက်ထဲမှာပိတ်မိနေတဲ့ကိုအောင်နဲ့ကိုထွန်းတို့ဟာအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်။သူတို့ဟာ ထောင်ချောက်ကနေလွတ်မြောက်ဖို့နီးလန်းတွေကိုရှာဖွေကြတယ်။ကိုအောင်ကဂူနေရံမှာရေးထားတဲ့တင်္ကေတတွေကိုသိချကြည့်ပြီးထောင်ချောက်ရဲ့အားနည်းချက်ကို ရှာဖွေဖို့ကြိုးစားတယ်။ ိုထွန်းကတော့မြေပြင်မှာလှုပ်ခါနေတဲ့ကြောက်တုံးတွေကိုလေ့လာပြီး ထောင်ချောက်ရဲ့အစပြိုရဲနေရာကိုရှာဖွေဖို့စူးစမ်းတယ်။သူတို့ဟာ အချိန်တော်ကြာအောင်စူးစမ်းပြီးနောက်ထောင်ချောက်ရဲ့အားနည်းချက်ကို တွေ့ရှိခဲ့ကြတယ်။ကိုအောင်ကခုနေရမှာရေးထားတဲ့သင်္ကေတတွေကို အသုံးပြုပြီးထောင်ချောက်ရဲ့မှော်ပညာကိုဖျက်ဆီးနိုင်ခဲ့တယ်။ကိုထွန်းက မြေပြင်မှာချထားတဲ့ကြောက်တုံးတွေကို အသုံးပြုပြီးထောင်ချောက်ရဲ့အစပြိုရန်နေရာကိုရက်တက်နိုင်ခဲ့တယ်။ထောင်ချောက်ကနေလွတ်မြောက်ပြီးရဲ့နောက်မှာသူတို့ဟာမှော်ဆရာရဲ့ဂူထဲကိုဝင်ရောက်နိုင်ခဲ့ကြတယ်။ဂူဟာမှောင်မိုက်ပြီးလွတ်ဝတ်ဆန်းကျယ်တယ်။ဂူထဲမှာမှော်ဆရာရဲ့ပစ္စည်းတွေနဲ့မှော်ပညာတွေကို တွေ့ရတယ်။နောက်ပြီးတော့မှော်ဆရာရဲ့မှော်တုတ် မော်စာအုပ်မော်ပလင်းတွေနဲ့တခြားမော်ပစ္စည်းတွေကိုလည်းတွေ့ရတယ်။သူတို့ဟာအဲ့ဒီပစ္စည်းတွေကိုစစ်ဆေးကြည့်တဲ့အခါမှာမော်စင်ရရဲ့မော်ပညာတွေနဲ့ပတ်သက်တဲ့အချက်လက်တွေကို တွေ့ရတယ်။မော်စင်ရဟာ အစွမ်းထက်တဲ့မော်စင်ရတယောက်ဖြစ်ပြီးသူ့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုတော့သူတို့မသိခဲ့ကြဘူး။